အခက်အခဲတိုင်းမှာဖြည့်ရှင်းကြီးဆိုတာရှိတယ်။ကိုလိုချင်တဲ့ဖြည့်ရှင်းချက်ကိုတေချာရှာဖွေပါ။တချို့တွေကြတော့အခက်အခဲတွေတွေ့ပြီးဆိုရင်ဖြည့်ရှင်းဖို့အထက်စင်ညစ်ဖို့ကြောင်လွှဲလိုက်ဖို့ပဲကြိုးစားနေကြတယ်။ကိုကြုံတွေ့ရတဲ့ပြဿနာတိုင်းကိုတည်တည်လေးတော့မမြင်ပါနဲ့။အကြီးကြီးဖြစ်နေရင်လည်းမကြောက်ပါနဲ့။ အကူကြီးတောင်းဖို့ရှက်စရာမလိုပါဘူး။သူများစီကအကြံဉာဏ်တွေဟာကိုလိုအပ်တဲ့အဖြစ်အတွက်လမ်းစာဖြစ်နိုင်တယ်။လူတွေစီကနေအကြံဉာဏ်တောင်းပါ။တခုတော့ရှိတယ်။ရည်ချင်းမပြည့်မီတဲ့သူတွေကိုအကြံဉာဏ်မယူတိုက်တဲ့သူတွေစီကတော့အကြံဉာဏ်တွေမယူပါနဲ့။အချိန်ယူပါ။တချို့တော့အခက်အခဲတွေက အချိန်ကြီးအမြပြည့်လည်သွားတတ်တယ်။ အခုသာတိတ်ကိုခက်ခဲနေတာအချိန်တစ်ခုကြာသွားပြီဆိုရင်ဆင်ပြေတော့မှာအတွေ့အကြုံတိုင်းဟာကိုဘဝအတွက်တန်ဖိုးရှိတဲ့ယေရနာတွေပါဒီတော့အတွေ့အကြုံတွေကလည်းယေရနာတွေယူဖို့မမိပါဘူးဖြည့်ရှင်းလေးကိုအစင်လိုက်ချမှတ်ပြီးတော့မှတဖြည်းဖြည်းလှုပ်ဆောင်ပါချက်ချင်းကြီးဝန်တိုင်းချင်းမလိုလိုက်ပါဘူး ကိုယ့်ရဲ့အမားတွေကိုဝန်ခံပြီးပြင်ဆင်ဖို့ဝန်မလေးပါနဲ့အမားတွေကိုလည်းဝန်မခံဘူးပြင်လဲမပြင်ဆင်ဘူးဆိုရင်တော့ဘဝကတိုးတက်မှာမဟုတ်ဘူးအဆိုးမြင်စိတ်မထားဘဲအလားလာကောင်းတွေကိုရှာဖွေပါတချို့တွေကြတော့အဆိုးမြင်စိတ်တွေနဲ့ပြဿနာတွေပဲရှာနေကြတယ်တခါတလေမှာအဖွဲလိုက်ဖြည့်ရှင်းတတ်အောင်လေ့ကျင့်ထားရမယ်တယောက်တည်းရုန်းကန်နေပါ စေပီစီနေရင်ခဏနာပြီးစိတ်ကိုပြန်လည်လန်းဆောင်အောင်လုပ်ပါရက်တော့မဖြစ်လိုက်ပါနဲ့အထိတ်ကအောင်မြင်မှုတွေကိုပြန်လည်တတိယပြီးတော့ခုခုခုအပေါ်မှာယုံကြည်မှုတည်ဆောက်ပါမဖြစ်နိုင်ဘူးလို့မတွေးပဲဘလို့လုံရင်ရမလဲဆိုတဲ့အမေကွန်ခုခုခုပြန်ပြီးပါသင်ခန်းစာယူပါအခက်ခဲတိုင်းကကိုကိုပုံမူကျွမ်းကျင်စီတယ်တိတ်ကြီးတယ်တအားကြီးနဲ့မလို့ပါနဲ့အချင်းယူပါတချို့အရာတွေက အချိန်ယူဖြစ်ရှင်းမှရဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်ဘလို့စိန်ခေါ်မှုတွေနဲ့ပဲကြုံတွေ့ကြုံတွေ့ရင်ဆိုင်နေမှုအစဉ်သေးဖြစ်အောင်ပြင်ဆင်ထားပါဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေတို့ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေးနွေးများသာဖြစ်ပါတယ်ကျွန်တော်တို့ငယ်တွေနဲ့မိတ်ဆွေတွေအားလည်းနေ့တစ်နေ့ကိုပြည့်ဝရှုရှင်နဲ့ဖြတ်သန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညာလေးအောင်ပါ